နဝင်းထဲမှာဝမ်မောင်ရွှေထက်အိုက်တင်ကောင်းလို့နာမည်ကြီးနေတဲ့ဖူးစုံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။နဝင်းထဲရုပ်ရှင်ဇာတ်ကားကြီးကတော့လက်ရှိမှာယုံတင်ပြသနေတဲ့ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။အလင်းရောင်ဝမ်မောင်ရွှေဖူးစုံမိသန်းတို့ယောတနာထုံနေထက်လင်းနဲ့တခြားသရုပ်ဆောင်များစွာကပါဝင်ထားကြတာပါ နာဝင်တဲ့ရုပ်ရှင်ကတည်ရဲကဖြစ်တဲ့အပြင်မြင်နေကြနဲ့မတူပဲအောက်လန်းတွေနဲ့ပါဆန်နေနေတဲ့ရုပ်ရှင်ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတည်ရိုက်လေးရိုက်ထားမရှိတဲ့ပုံစံနဲ့ထိုင်းနိုင်ငံလိုအစင်မီအောင်ရိုက်ထားတာပါ။ဒါကြောင့်မလို့ဒီရုပ်ရှင်ကစကားကောင်းတကားလို့အလုံးကယုံကြည်နေကြတာပါ။စကားကောင်းလို့ယုံကြည်ကြတဲ့အပြင်ဟိုမုံရွှေအကယ်ဒမီရမယ်လို့လည်းထင်နေကြတာပါဇက်ကလည်းသူ့ဆက်ဖြစ်တဲ့အပြင်သူကိုယ်တိုင်ထုတ်ရိုက်ထားတာမို့အကယ်ဒမီကတော့သူ့အတွက်သေးကြပါလို့ထင်နေကြတာပါဒါပေမဲ့တကယ်ယုံတဲ့ချိန်မှာ ောင်မောင်ရွှေကိုအားမလို့အမရဖြစ်နေသူတွေကအရန်ကုန်များလာခဲ့တာပါတော်တော်များများကဝောင်မောင်ရွှေကိုထင်သာသလိုမဖြစ်လာဘူးလို့သာပြောဆိုနေကြတာပါဝောင်မောင်ရွှေရဲ့ item က character နဲ့မလိုက်ဘူးလို့ပြောဆိုနေကြတာပါဝောင်မောင်ရွှေကိုတွားကြည့်ကြပြီမယ်ပရိသတ်တချို့ကတော့ဖူးဆောင်ကိုကြိုက်ပြီးပြန်လာကြတာပါဖူးဆောင်ကသူ့လိုရတဲ့ character နဲ့ item ကထပ်တူကြနေကြတာပါ အခန်းကလည်းအနေငယ်သာပါပြီးမယ်လေသူရဲ့ character ကတကားလုံးပါသလိုဖြစ်နေတာပါ တကယ်ဆိုရင်ဇက်ကိုဝမ်မောင်ရွှေကထိန်းသွားရမှာဆိုပေမဲ့ဘူဆောင်ကထိန်းမိသလိုဖြစ်နေတာပါဘူဆောင်ကဇက်တစ်ခုလုံးကိုဆွဲခေါ်ပေးသွားတာလို့ပြောဆိုနေကြတာဖြစ်ပါတယ်ဘူဆောင်ကသူ့ကာရိုက်တာနဲ့လိုက်ဖက်အောင်တေချာကိုပြင်ဆင်ထားခဲ့တာပါစကားပြောပုံနဲ့မျက်လုံးအကြည့်ကအစတေချာပြင်ဆင်သလိုလေသံကလည်းမိမိုင်နေတာဖြစ်ပါတယ်ဒါကြောင့်မို့နောက်ဝင်တယ်မှာအကယ်ဒမီရနိုင်ခြင်းအများဆုံးကတော့ဘူဆောင်လို့သာပြောဆိုနေကြတာပါအမျိုးသမီးဇက်ဆောင်စုတဲ့ဇက်ပိုးစုအတွက် ဖူးဆောင်ကသာရနိုင်တယ်လို့ချီးကျူးနေကြတာဖြစ်ပါတယ်။တကယ်လို့ဖူးဆောင်သာရမယ်ဆိုရင်ဒါကသူ့အတွက်ပထမဆုံးအကယ်ဒမီစုကြီးဖြစ်သွားတော့မှာပါ။ဖူးဆောင်ကအကယ်ဒမီလည်းတစ်ခါမှမရဘူးသေးတယ်လို့ရုပ်ရှင်ဇာကားကြီးမှလည်းခေါင်းဆောင်မင်းသမီးအနေနဲ့မရိုက်ဖူးလိုက်ပါဘူး။ဇလန်တွဲရီပြန်ခေစားလာချိန်မှာဒေါ်ဘေဘီကာရိုက်တာနဲ့သူ့ကိုအားပေးလက်ခံလာကြတာဖြစ်ပါတယ်။ဒေါ်ဘေဘီကာရိုက်တာဆိုရင်လေဖူးဆောင်ကအတော်လေးကိုပြည်ပြင်းတာပါ။ဒေါ်ဘေဘီကာရိုက်တာတယောက်ဆောင်တော့ကဆိုရင်တကယ်ရက်ွက်ထက်ကဆေးရ NDG လို့ဖြစ်သွားခဲ့တာပါ တချို့ဆိုရင်သူ့ကိုမုံနဲ့အထီးကို character မိခဲ့တာပါပူဇုံကရရဲအခွင့်အရေးကိုစူးစားက item ကိုချပြလာနိုင်တာမို့နေရာရရှိလာခဲ့တာဖြစ်ပါတယ်ပူဇုံရဲ့ item တွေကြည့်ပြီးတော်တော်များများကလည်းအားရကျဉ်းနေနေတာမို့တကယ်လို့ဇက်ပုတ်စုသာရရင်လဲထိုက်တန်မဲလို့လက်ခံနေကြတာဖြစ်ပါတယ်ပူဇုံကဇက်ပုတ်စုအတွက်ထိုက်တန်နေဆိုပြီးမှပြန်ရမယ့်သူတွေလည်းများပါတယ်သူနဲ့ရှင်ပြန်ကြရမယ့်ဇက်ပုတ်တရုပ်ဆောင်တချို့ကလည်းရှိနေတာပါ ယူတနာထွန်းဆိုရင်လေပြောတဲ့ရုပ်ရှင်နဲ့အကယ်ဒမီရဖို့တရားတလောက်ရှိနေတာပါအဆိုပါရုပ်ရှင်မှာသူမရဲ့ item တွေကိုအတော်လေးကိုကောင်းနေခဲ့တာလို့ဆိုရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေ့မှာအမျိုးသမီးဆက်ဆောင်စုထက်အမျိုးသမီးဇပိုးစုကပိုကျက်တယ်လို့ဆိုရမှာဖြစ်ပါတယ်အမျိုးသမီးဆက်ဆောင်စုအတွက်ကတော့ဇကားကောင်းကလည်းနေနေသေးတယ်လို့စူပါချင်းရှင်ပြန်ရတာမျိုးလည်းမရှိနေသေးပြန်ပါဘူးတချို့ကလည်းဖွဖွရဲ့ကန်းကော်နီကတော့အကယ်ဒမီရနိုင်တယ်လို့ခံမှန်းနေကြတာပါ ပရိသတ်ကြီးတို့ရော နောက်ဝင်တဲ့ရုပ်ရှင်မှာဝုံမုံရွှေင်းနဲ့ဖူးဆောင်နှစ်ယောက်ထဲကဘသူကိုပိုအားရလဲဆိုတာကောမတ်မှာပြောပြပေးခဲ့ကြပါအောင်ရှင်